အခုပြောပြမယ့်တရားကြီးကဩစတြေးလျနိုင်ငံမှာတည်ရှိပါတယ်။သူကဆစ်ဒနီစိတ်ကမ်းတရားကြီးပါ။စတင်တည်ဆောက်ခဲ့တော့ကအမေရိကန်နိုင်ငံနယူးယောက်စီးတီးမှာရှိတဲ့ Hellgate တရားရဲ့ပုံစံကိုအတူယူထားတဲ့ဆိုပြီးဝေဖန်ခံခဲ့ရပါတယ်။ဒီဇိုင်းမူပိုင်ခွင့်ကိစ္စတွေကြောင်းဒီဇိုင်နာ၊အင်ဂျင်နီယာနဲ့ကွန်ထရိုက်တာတို့အကြားမှာလည်းပြဿနာတွေပေါ်ပေါက်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းလက်ရှိချိန်မှာတော့ဒီတရားကြီးကဩစတြေးလျရဲ့အထင်ကြီးနေရာတစ်ခုဖြစ်နေပါပြီ ဩစတြေးလျလို့ဆိုလိုက်တာနဲ့ဒီဆစ်ဒနီတံတားဟာတံတားကြီးနဲ့အော်ပရာဟောက်စ်ကိုတွဲမြင်ကြတဲ့အထိခီးသွားရကြမှာနာမည်ကျော်ကြားပါတယ်။ဒါကြောင့်လဲဆစ်ဒနီကိုလာရောက်ကြတဲ့ဧည့်သည်တွေကဒီအထင်ကြီးရလမ်းမနေရာနှစ်ခုမှာဓာတ်ပုံတွေရိုက်လေရှိကြပါတယ်။ကမ္ဘာမှာဓာတ်ပုံအများဆုံးအရိုက်ခံရတဲ့ကမ္ဘာအထင်ရှားဆုံးတံတားဆယ်စင်းထဲမှာလည်းပါဝင်ပါတယ်။ တရားဆောက်လို့ပြီးစီးခဲ့တဲ့အချိန်1932ခုနှစ်ကနေစလို့2012ခုနှစ်အထိကမ္ဘာအကြီးဆုံးစတီးကုန်းတရားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။လုံသမားဥယေ1400နဲ့အချိန်10နှစ်လောက်ကြာအောင်တည်ဆောက်ခဲ့ရတာပါ။ဒီလိုလှပတဲ့ကမ္ဘာကျော်တရားကြီးတစ်စင်းဖြစ်လာဖို့အတွက်ရင်းနှီးပေးဆက်ခဲ့ရတာလည်းရှိပါတယ်။အချိန်10နှစ်ကြာအောင်တည်ဆောက်ခဲ့ရတဲ့တရားကြီးတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းမှာအလုံသမား16ဦးအသက်သေဆုံးခဲ့တဲ့အပြင်တရားဆောက်လို့ဖယ်ရှားခြင်းခံရတဲ့အတွက်မိသားစုဝင်ပေါင်း800ကျော်အင်ဂျီမဲ့ဖြစ်သွားခဲ့ရပါတယ်။ တောင်မြောက်တရားအခြေစိုက်ထူမဲ့နေရာမှာနေထိုင်ကြတဲ့အိမ်တော်စုဝင်တွေဟာသူတို့နေရာကနေဖယ်ပေးခဲ့ရပေမဲ့အဲ့ဒီအတွက်ရောချင်းငွေလုံးဝမရခဲ့ပဲသက်ဆိုင်ရာလူကြီးတွေချမှတ်ပေးတဲ့နေရာမှာပဲနေခဲ့ကြရပါတယ်။တရားဆောက်တဲ့အချိန်ဟာတကဘာလုံးမှာစီးပွားပြက်ကက်ကိုနှစ်ရှည်လများခံစားနေရတဲ့ Great Depression အချိန်ဖြစ်နေလို့အလုံးလက်မဲ့ဖြစ်နေတဲ့ဥရောပတိုက်သားတွေဟာတရားဆောက်လို့ရေးစီမံကိန်းရှိတာကိုကြားသိပြီးအော်စတြေးလျတိုက်ကိုအများအပြားရောက်ရှိလာကြပါတယ်။ ဆောင်းလုပ်ရေးလုပ်သားအများစုကတော့ Sweden, Norway, Finland အစရှိတဲ့ဥရောပမြောက်ပိုင်းက Scandinavian တွေဖြစ်တယ်လို့တရားဆောင်းလုပ်နေစင်းမှာတည်ဆုံးသွားခဲ့တဲ့အလုပ်သမား16ယောက်ကလည်း Scandinavian တိုက်သားတွေဖြစ်ပါတယ်။တည်ဆုံးသူလုပ်သား2ယောက်ကရေထဲပြုတ်ကျပြီးဆုံးမသွားခဲ့ပေမဲ့ကျန်14ယောက်ကတော့ဘေးရန်တွေမကင်းတဲ့လုပ်ငန်းခွင်အတွင်းမတော်တဆမှုဖြစ်ပြီးထိခိုက်ဒဏ်ရာတွေနဲ့ဆုံးပါခဲ့ရတာပါ။ ဒါကြောင့်မဲဩစတြေးလျအစိုးရဟာတရားဆောက်လို့ရမှာအသက်ပေးသွားတဲ့ Scandinavian တွေကိုကျေစုတင်ဂုဏ်ပြုတဲ့အနေနဲ့သူတို့မိသားစုဝင်တွေကိုဩစတြေးလျမှာအခြေချနေထိုင်ခွင့်ရအောင်စီစဉ်ပေးခဲ့ရုံသာမကဥရောပမြောက်ပိုင်းသားမှန်ရင်ပြောင်းရွှေ့အခြေချခွင့်ဗီဇာကိုအလွယ်တကူထုတ်ပေးခဲ့ပါတယ်။တရားတိဆောက်ရေးလုပ်ငန်းမှာ Steel Tangerine 9သိန်း3000ကျော်အသုံးပြုခဲ့ပြီး Steel Tangerine စုစုပေါင်းရဲ့80ရာခိုင်နှုန်းကိုအင်္ဂလန်နိုင်ငံကမှာယူတင်သွင်းခဲ့တယ်လို့ကျန်20ရာခိုင်နှုန်းကိုဩစတြေးလျရင်းမြစ်ကနေပဲရှာဖွေစုဆောင်ခဲ့ပါတယ်။ တရားဆောင်လုပ်ဖို့မူလတွက်ချက်ထားတဲ့ကုန်ကြမ်းစိတ်က Australian Dollar 4.2တန်းဖြစ်ပြီးအားလုံးပြည်စည်းချိန်မှာ6.25တန်းကုန်ကျခဲ့ပါတယ်။တရားဆောင်လုပ်ပြီးချိန်မှာအစိုးရက British ဆောက်လုပ်ရေးကုမ္ပဏီကိုငွေအကြေမချေနိုင်ပေအကျွေးတင်တဲ့သက်တမ်းကနှစ်ပေါင်း55နှစ်တိုင်အောင်ကျမြင့်ခဲ့ပါတယ်။တရားဆောင်လုပ်ပြီးစီးခဲ့တဲ့1932ခုနှစ်ကတရားဆောင်လုပ်စျေးကို1988ခုနှစ်ရောက်မှအကျေဆက်နိုင်ခဲ့တာကလည်းတရားရာဇဝင်မှာပြောစမှတ်တွင်ကြံရစ်တဲ့အဖြစ်ပါ။ ခုချိန်မှာတော့အဲ့ဒီရှစ်လန်းသွားတံတားအထက်မှာဂါးစီးရေ36000နေစဉ်ဖြတ်တန်းနေပြီးဂါးတစ်စီးကိုတံတားဖြတ်ခ4ဒေါ်လာကျတင်တာမို့ကောက်ခံရရှိတဲ့အမြတ်ငွေကတစ်နှစ်ကိုဒေါ်လာတန်းချီရှိနေပြီဖြစ်ပါတယ်။နှစ်စဉ်နှစ်သစ်ကူးညရောက်တိုင်းဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ဂုံဆောင် Harbour Bridge ပေါ်ကနေမီရှူမီဘန်းတွေပြတ်ဖောက်လို့ပွဲတော်လာစီကားတိုက်မြိုက်စွာကျင်းပလေးရှိတာကလည်းလက်ရှိအချိန်ထိပဲဖြစ်ပါတယ်ခင်ဗျာ။ ီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘုဒ္ဓဖြစ်ဖွယ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်သည်